အာမိုရင်လမ်းခွဲတကယ်ဖြစ်လာတော့မလားအာမိုရင်ရဲ့နာဂတ်ကမန်ယူတင်းနဲ့ဦးစားကွဲတော့မယ်ထင်ပါတယ်လက်ရှိအချိန်မှာယာရုကနေထုတ်ပယ်ခံရမဲ့ရေပန်းစားဆုံးပရီးမီးယားလိနီးပြဖြစ်အာမိုရင်ရက်တီလာတာပါအာမိုရင်ကမန်ယူတင်းနီးပြယာရုကထုတ်ပယ်ခံရလဲဂယူးမဆိုင်ဘူးလို့လူမိုက်ထာနဲ့ပြောနေတယ်လို့မန်ယူတင်းဘုတ်ဖွဲ့ကလည်းထောက်ခံထားပေမဲ့ပရီးမီးယားလိကနေထုတ်ပယ်ခံရဖို့တော့ရေပန်းစားဆုံးဖြစ်လာတာပါဝက်ဆန်တင်ကရလက်ဆိုးပြီးကြောင့်နီးပြဂရင်းပေါ်တာကိုယာရုကထုတ်ပယ်ခဲ့ပြီးနောက်မန်ယူတင်းနီးပြအာမိုရင်ကယာရုကနေထုတ်ပယ်ခံရဖို့ပူပြီးနီးစပ်လာပါတယ်အမရိယာနီယာမှာအစားအဝတ်နဲ့နီးပြရဖြစ်အင်္ဂလန်လေးပြည်စင်နီးပြဟောင်းဆောက်ဂိတ် ခရစ်စတယ်ပေးလီအသင်းနီးပြဂလက်စနာဘရိုက်တန်အသင်းနီးပြဟက်ဇလာဘုံမောက်အသင်းနီးပြအရာဝလာတို့ရေပန်းစားနေပါတယ်။မဲလုံတင်ကလက်ရှိရာဒီမှာဥရောပပြိုင်ပွဲမကစားဘဲပြည်ရင်းပွဲတွေသာကစားပေမဲ့အခြေအနေမကောင်းသေးပဲရုန်းကန်နေရဆဲဖြစ်ပါတယ်။လက်ရှိရာဒီပြည်မြလီပွဲစဉ်6ပြီးမှမဲလုံတင်က2ပွဲနဲ့2ပွဲတည်နဲ့3ပွဲရှုံးကရမှတ်9မှတ်နဲ့အမှတ်ပေးစရာအဆင့်14နေရာထိလည်းရောက်ရှိနေရပါအမောရီယံပရီးမီယာလိမှတ်တမ်းကလည်းအတော်လေးဆိုးရနေပြီးပွဲစဉ်33ပွဲဖြတ်တန်းထားမှာ34မှတ်သာရယူထားနိုင်ပါတယ် အမေရိကမဲဦးသင်းနဲ့မကိုက်ညီတဲ့ကစားပုံကိုကောင်းမှစွာဆက်လက်သုံးစွဲနေလို့ဝေဖန်ခံနေရပါတယ်။မဲဦးသင်းကရလက်ဆိုးရဲပြင်ကစားပုံကလည်းစုပ်ပြတ်တက်နေလို့မဲဦးသင်းပြည်သက်တွေကတော့ကောင်းမဖွစ်နိုင်အောင်ဖြစ်နေရတာပါပဲ။ပြီးခဲ့တဲ့နှစ်တွေမှာမဲဦးသင်းကနိပြအပြောင်းလဲတွေတင်ကြားခဲ့တာအချင်းတွေစိုးတဲ့ဆိုးလာပါတယ်။အမေရိကလက်ထက်ရောက်ချိန်မှာမဲဦးသင်းကဥရောပပြိုင်ပွဲဝင်ဝင်မရတဲ့အထိနှိမ့်ချသွားကတန်းစင်းစုံအနာထိပါရုန်းကန်လာရတာပါ။အမေရိကန်ယာရုကထုတ်ပယ်လိုက်ရင်မဲဦးသင်းချင်းနေပြန်ကောင်းလာမလားဆိုတာအမခံချက်မရှိပေမဲ့အမေရိကန်ကြောင့်မဲဦးသင်းဆက်လက်နှိမ်မမှုကိုတော့ပြည်သက်တွေမခံစားနိုင်တော့ပါဘူး။ ဘယ်တင်ကအမိုရီထုတ်ပယ်ခံရမလားအမိုရီကိုယာရုကထုတ်ပယ်လိုက်တာအကောင်းဆုံးအဖြစ်တစ်ခုလားပရိသတ်တွေနေနေလဲကွန်မန့်ပေါ့မှာဝင်ရောက်ဆွေးနွေးနိုင်ပါ रे ခင်ဗျာ M9 Sport မှာတိဆက်ပါရင်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတိဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ